အားလုံးပဲမင်္ဂလာပါဒီနေ့အောက်တိုဘာလ6ရက်နေ့မှာတော့ဒီပကိုးတိုင်းမှာဒီဒီစစ်စင်ရေးအတွက်ပကိုးပကဖောက်ကိုနေပြီးတော့ဖွဲ့စည်းလိုက်တယ်ဖွဲ့စည်းလိုက်ပြီးတော့အထူးတိုင်းစစ်ဌာနစစ်ကြောင်းကိုလွှဲပေးလိုက်တယ်တနိုင်ငံလုံးရဲ့ထိုးစစ်ဆင်ဖို့အတွက်ကြိုးဆိုနေတယ်ဆိုပြီးမှနော်ထုတ်ပြန်တာအဲ့ဒါက UNG ပကဖတွေပေါ့နော်ပကဖတွေကနေပြီးတော့သူတို့ကအခုအထူးဒီပကိုးတိုင်းမှာဆိုလို့ရှိရင်တော့ဖွဲ့စည်းလိုက်တာနော်ဖွဲ့စည်းလိုက်တာအဲ့ဒါကိုနေပြီးတော့အထူးတိုင်းစစ် ဌာနစစ်ချုပ်မှနေပြီးတော့တွေ့အပ်လိုက်တယ်เนาะတနင်္ဂနွေလုံးထိုးစစ်တွေကိုဆင်ဖို့အတွက်ဆိုပြီးတော့เนาะအဲ့ဒါက KNU ရဲ့တပ်မတင်နေမြန်မာဖွဲ့စည်းလိုက်တာဖြစ်တယ်เนาะအတိတ်ကတော့ဒီ KNU နေမြန်မာပါကတ်ဖားတွေဖွဲ့စည်းတယ်ဖွဲ့စည်းပြီးတော့ဒီပုဂိုလ်တိုင်းအတွက်အထူးစစ်စင်ရေးတွေကိုဆင်ဆင်ရွေးဖို့အတွက်အတိုင်းပြည်လုံးတနင်္ဂနွေလုံးထိုးစစ်တွေကိုဆင်ရွေးဖို့အတွက်ခုအာယူနေတယ်ဆိုတဲ့ဟာကိုတတင်းတွေကเนาะထွက်တော့ထွက်လာနေပြီနော်ဒီနေ့ကုန်တော့မယ်နော်ဒီနေ့ကုန်တော့မယ်ဆိုတော့ခုကတော့ဘယ်နှလပဲကျွန်တော်လည်းဆိုလို့ရှိရင်အောက်တိုဘာနိုဝင်ဘာဒီဇင်ဘာ ဒီဇင်ဘာလ28ရက်ဆိုလို့ရှိရင်တော့အဲ့ဒါက deadline ပဲသူတို့ကရွေးကောက်ပွဲလုပ်တော့မယ်ဆိုတော့ဒီဖက်ကလည်းထိုးစစ်ဆင်ဖို့တော့သူတို့လုပ်နေကြတယ် NRA လို့ခေါ်တဲ့ကျွန်တော်တို့တနင်္ဂနွေလုံး Nationwide Revolution Alliance လည်းသူတို့ကလည်းလုပ်တယ်ဒါပေမဲ့သူတို့က budget မရှိဘူးလို့လို့ရှိတယ်ဆိုတော့အဲ့လိုမျိုးပုံစံမျိုးတော့ရှိတယ်ဆိုတော့ NUG ကတော့ budget လည်းရှိတယ်လူလည်းရှိတယ်သူတို့ကတော့ဘာမှမလုပ်ဘူးတော့သူတို့အဖွဲ့အစည်းတွေအကုန်လုံးဒီလိုပဲသူရ Alliance တွေဘာတစ်ခုမှသူတို့ကအော်ဒီနေ့တနင်္ဂနွေလုံးကို process ဆင်ဖို့အတွက်သူတို့မှเนาะသူတို့အစီအစဉ်မရှိဘူးတဲ့သူညနေ့ကုန်ပြီးသွားတယ် ်အကောင်လုံးဒီတိုင်းမှာဒီတိုင်းပဲเนาะတနိုင်ငံလုံးမှာဆိုလို့ရှိရင်မြို့ပေါင်းမြောက်များစွာတိတ်လို့ရတယ်ဒါပေမဲ့တို့ကတို့အဲ့လိုမျိုးပဲပြီးလို့ရှိရင်တော့ NUG ကပြောင်းလဲလုပ်မယ်လုပ်မယ်လုပ်မယ်တခါမှမလုပ်ဘူးเนาะငါးနှစ်တာပြည့်တာတခါမှမလုပ်ဘူးနိုင်ငံခြားလူတွေကခေါ်တယ်ဟောအဲ့ဒီနိုင်ငံခြားမှာရှိတဲ့တို့ရဲ့အဖွဲ့အစည်းတွေပေါ့เนาะအဲ့ဒီလူတွေကခေါ်လို့ခေါ်တယ်တယောက်မှပြန်မလာဘူးအဲ့ဒီမှာဇွေဆိုတာဆိုးတော့ပြန်လာတာပေါ့เนาะတို့မြေပြန်မှာရှိနေတယ်တယောက်တယောက်သုံးယောက်ကလွှဲလို့เนาะတခြားလူတွေဆိုနိုင်ငံခြားမှာပြောနေပြီနိုင်ငံခြားနေပြီးတော့အမိပေးတယ်ကွဲကဲတယ်เนาะတို့ ရရှိထားတဲ့ဘန်နာတွေကိုနေပြီးတော့သုံးဆွဲတယ်။နော်အလွတ်သုံးစားတယ်သုံးဆွဲတယ်။စသဖြင့်စသဖြင့်နော်အဲ့ဒီနာမည်ဆိုးနဲ့ကြော်ချနေတဲ့နော်အဖွဲ့အစည်းနဲ့ပေါင်းတဲ့ဒီ KNU တို့သူတို့ကတနင်္ဂနွေလုံးသိမ့်ဖို့အစီအစဉ်မရှိဘူး။ KNU လည်းဒီလိုပဲ။တင်းနေ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 နောက်ဆုံးကျဇာတိပြပြီ။ငါဇာတိပြပြီဆိုလို့ရှိရင်အဲ့ဒါမုတ်ချစ်သူကိုအလှည့်ပေးလိုက်ပြီ။ဆိုတော့မုတ်ချစ်သူကပြန်သိမ့်တယ်။နော်ပြန်သိမ့်တယ်။ဟုတ်ပါလေအရင်ကလည်းမြောက်တွေကိုတိုက်တယ်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 အာတိုက်ပြရဲဟေးရတော့မယ်ရခဏိပြီဆိုလို့ရှိရင်ပါလို့လေအဲ့ဒီ KNU ကနေပြီးတော့အဲ့ဒီ BGF ကိုအလှည့်ပေးလိုက်တယ်ပြီးရော ပြီးတော့ဟိုဘက်မှာအဒီမောင်ချစ်သူကိုတယောက်မှမတိုက်ရဘူးအဒီဆေးဝါးကိုနော်မြောက်ပေးလိုက်တယ်မြောက်ပေးလိုက်တယ်အဲ့ဒီမှာဟိုဆေးဝါးနေပြီးတော့သွားပြီးတော့တိုက်မယ်ချမယ်ဝယ်မယ်ဆိုတော့အဲ့ဒီမှာလုံးဝတိုက်မခံဘူးလုံးဝမပေးဘူးအဲ့ဒီ BGF ကိုပါပေးလိုက်တယ်ပြီးလို့ရှိရင် BGF ကအဟိုနာမြဝတီရဲ့မျိုးစုံတက်ကိုနေပြီးတော့ပြန်ပြီးတော့သွင်းပေးလိုက်တယ်ပြီးလို့ရှိရင်တော့အခုအဒီကနေတိုက်တယ်တိုက်တယ်တက်တယ်အဲ့ဒီဝိုးလေးဘယူဟာပဲကျန်တော့တယ်နော်အဲ့ဒီအရှလန်တကြောမှာဆိုလို့ရှိရင်ကုန်တော့မယ်နော်အဲ့ဒီအချိန်မှာပြန်ပြီးတော့ အဲ့ဒီမှာပေးလိုက်တယ်နော်ပေးလိုက်တယ်ဆိုတော့အဲ့ဒီဟာမော်လုံးဆက်ကိုကတ်တင်တာသူတို့ကနော်ဆိုတော့အခုအယူကြီးလေးလေးလောပါပဲအခုပြောတာပဲဒီမှာအထွတ်ထွတ်စစ်ထိုးစီးတွေပါလိညာတွေအခုတတိယတစ်ခုဖက်ပေါ်လာတယ်အဲ့ဒါကပါလဲဆိုလို့ရှိရင်လဆက်၃ရက်နော်ဒီလဆက်၃ရက်နေ့မှာသူတို့အစိုးရအစ်စ်အဖွဲ့တွေကိုကြီးညာဖို့ဆိုတော့နော်အဲ့ဒီတတင်းတွေလည်းနော်ဇဝေဇဝါဖြစ်နေတယ်နော်အဲ့ဒီတတင်းလည်းကျွန်တော်တို့ထွက်လာတာတွေ့ရတယ်ဆိုတော့အဲ့ဒီတတင်းကတကယ်လည်းမှန်မလားမမှန်ဘူးလို့ဆိုတော့ကျွန်တော်တို့ချိန်မယ်ဆိုတော့သူတို့မှန်တယ်ဖြစ်စေမမှန်တယ်ဖြစ်စေရွေးကောက်ပွဲကသူတို့ကနောက်ဆုံး deadline နောက်ဆုံးတက်လိုက်သူတို့မလုပ်ဘူးဆိုရင်သူတို့မြောင်းရောက်မယ်သူတို့လုပ်တယ်ဆိုလို့ရှိရင်သူတို့ကနေရာရမယ်ဒါပဲဆိုတော့အခုနှစ်လပဲကျန်တော့တယ်နော်နှစ်လ၃လပေါ့၃လပေါ့အောက်တိုဘာနိုဝင်ဘာဒီဇင်ဘာဒီ၃လပဲကျန်တော့တယ်နော်ဒီ၃လအတွက်မှာသူတို့တိုက်ပွဲတွေအကြီးကြီးဆင်နွှဲရမယ်ရွက်ကောက်ပွဲပြက်လောက်အထိသူတို့လုပ်နေရမယ်ဆိုတော့ရွက်ကောက်ပွဲပြီးရင်တောင်မှအဲ့ဒါလွန်သွားရင်လည်းအဲ့ဒီနော်ဂွင်းဆက်ကဆက်နေတော့မယ်ဆိုလို့ရှိရင်သူတို့ကဘလို့မအောင်မြင်နိုင်စရာအကြောင်းမရှိဘူးအဲ့လိုမျိုးဖြတ်နိုင်လေဆိုရင်တော့ရှိရင်တော့ကျွန်တော်တို့ရမယ်မဖြတ်နိုင်ဘူးဆိုလို့ရှိရင်တော့ အခုဒုတိယ line အနေနဲ့နော်ပထမ line ကတော့ကျွန်တော်တို့ပြည်သူစစ်နော်အဲ့လိုမျိုးတို့ကတင်အနမလုံငယ်တို့ခေါ်တဲ့ porter ဆွေးတယ်နော်၈၀၀၉၀၀လောက်ရတော့ပြီနော်အဲ့လိုမျိုးလူငယ်အားရတော့ပြီအခုဒုတိယ line အဲ့ဒါကတော့ရုပ်ကောက်ပွဲရုပ်ကောက်ပွဲကိုဖြတ်မယ်ဖြတ်မယ်အဲ့ဒါကိုရောက်အောင်မဖြစ်နိုင်ဘူးဆိုလို့ရှိရင်တို့မြုံထေးပဲဆိုတော့အခုသူစစ်တွေလည်းအကြည့်ချခံရပြီနော်ဆိုတော့အဲ့ဒါကို PDF နော် PDF တွေကဒီပကပပေါ့ပကို PDF ပေါ့နော်အဲ့လိုမျိုးတို့အထူးစစ်စင်ရဲ့အတွက်နော်ဒီတနိုင်ငံလုံးစစ်စင်ရဲ့အတွက်တို့ ကျိုးဆိုနေပြီဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဟုတ်လားမဟုတ်လားဆိုတော့ကျွန်တော်တို့ဆက်ပြီးကြည့်အောင်နောက်တစ်ခုကတနေ့တိုင်းနောက်ရေးဖြူမှာဆိုလို့ရှိရင်တော့စကားဆက်ကနောက်စကြောင်းထိုးတယ်ထိုးပြီးတော့မီးရှို့တယ်မီးရှို့တော့ဒီဖက်ကနေလူတွေကနေပြီးတော့ဒီသူလူထုလူကာခွေတဲ့အနေနဲ့သူလူကိုချောက်ဖြတ်တော့တိုက်တယ်တိုက်တဲ့ခါကျတော့အဒီမှာဆက်၃ယောက်မာကီယာဖြစ်သွားတယ်ဆိုတော့နောက်တစ်ခုကလွတ်တော်အမတ်လောင်းတွေကိုနော်လုံခြုံရဲတွေအခု အဲ့လိုကောက်ပွဲတွေကိုလုပ်တဲ့ခါကျတော့သူတို့လုံခြုံရေးတတော်ကိုယူဆရတယ်ဆိုတော့အဲ့ဒီလုံခြုံရေးတွေကိုယူဖို့အတွက်တော့ကျွန်တော်တို့ဒီမေယုံဆောင်တွေကိုနော်အဲ့ဒါကိုသူတို့ကဘယ်လိုလုပ်မလဲဆိုလို့ရှိရင် fusion tick ကိုတုံးတယ်ပြီးလို့ရှိရင် p2c တွေကိုတုံးတယ်ရဲကိုတုံးတယ်ဆိုတော့အဲ့ဒီအားလုံးကိုနေပြီးတော့ဒီ youth cup ရဲ့ရဲဆိုပြီးတော့သူတို့အဲ့လိုမျိုးဖွဲ့စည်းလိုက်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒီပြတော့လုံခြုံရေးယူဖို့ review ဖို့အတွက် fusion tick ကိုတုံးထားတယ် p2c ကိုတုံးထားတယ်ပြီးလို့ရှိရင်တော့ပါလာဖတ်နော်ပြီးတော့လုံခြုံရေးကိုနေပြီးတော့တုံးထားတယ်ဆိုတော့အဲ့ဒီပြတော့အဲ့ဒါက youth cup အတွက်အထူး နော်အဒီမှာရဲတွေကိုသူတို့ခန့်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကစကိုင်းတိုင်ဝက်လက်မှာဆိုလို့ရှိရင်တော့အောက်တက်တရွာမှာပေါ့နော်အဒီမှာစကက်ဆက်ကအဒီမှာထိုးစစ်စင်နဲ့ဆိုစစ်စင်နဲ့ခါကြတော့အဒီမှာလဲ ဒေါ်လာရဲ့ဖွဲ့တွေကဝိုင်းပြီးတော့တတ်ခိုက်တဲ့ခါကျတော့အဲ့ဒီမှာအယောက်ပေါက်30တည်တယ်နော်30တည်တယ်ဆိုတော့တော်တော်ကိုတည်တာကိုတွေ့ရလိမ့်မယ်နောက်တစ်ခုကဒီ liquid core နော် liquid core မှာဆိုလို့ရှိရင်တိုက်ပွဲတွေအခြေခြေဖြစ်တဲ့ဒီမှာတချို့ကပြောတယ်6ချောင်း3ချောင်းနဲ့တချို့က5ချောင်းပြောတယ်နောက်ဘာပဲပြောအဲ့ဒီ PDF တွေရဲ့အကူညီနိုင်အဲ့ဒီမှာ liquid core ကိုထိုးစစ်ဆင်တယ်ထိုးစစ်ဆင်တဲ့ခါကျတော့အခုတဝက်နင်းပါလို့ထင်းချုံလို့ရတော့ပြီအတိတ်ကတော့ မမရတော့เนาะဟိုဖက်က KNU ဖက်ကတမန်6နေမင်းเนาะတမန်6နေမင်းမှာဆိုလို့ရှိရင်တော့နောက်ခုသူတို့ဆိုပေးလိုက်ရပြီเนาะဆိုပေးလိုက်ရပြီဒါပေမဲ့အဲ့ဒီမှာတက်ပွင့်နေတော့ဖြစ်နေတော့ပဲအဲ့လောက်ရပြီဆိုလို့ရှိရင်တော့ဘာမှလုံးလုံးမရတော့ဆိုတော့ဒီဖက်မှာ BGF နဲ့ဒီ KBA တို့အလုံးစုံပါဝင်သွားပြီဆိုလို့ရှိရင်တော့ဘလုံးမှမရတော့เนาะ KNU ကဘာမှလုံးလုံးမရတော့မရဘူးဆိုတာထက်သူတို့အချင်းချင်းညှိရလိုက်ပြီเนาะညှိကြလိုက်ပြီဆိုတော့ဘာမှဘလုံးမှရနိုင်စရာအကြောင်းမရှိတော့ဒီမှာတည်တဲ့လူကတော့သေပါပဲအဲ့ဒီမှာအဓိကကတော့အဲ့ဒီဖက်မှာ PDF တွေအများကြီးပဲเนาะ PDF တွေ တော့ဒီ PDF တွေကတော့အထိခက်သက်သက်ပဲသူတို့ကစားတဲ့ကွက်ဖြစ်မှာပဲအလိုမျိုးခုပြန်ပြီးတော့လုပ်ပြီးဆိုတော့ KNU ကတော့တခါမှသူ့ရဲ့ဇယက်ရဘယ်လို့မှပြောင်းလဲလို့မရတော့ဘူးเนาะဘာဖြစ်ဆိုတော့တိုက်တယ်တိုက်တယ်တိုက်တယ်တိုက်ပြတယ်ဟေးဘယ်သူလို့ထုတ်လဲယုံမိဟောကအနိုင်တော့မယ်ဆိုလို့ရှိရင်အနိုင်မပေးတော့ပြန်ပြီးတော့ PGF ကိုတွဲလိုက်တယ်အဲအလိုမျိုးအကျင့်တွေကလုံးဝမကောင်းတဲ့အကျင့်ကသူတို့စီမှာလုံးဝဖြောက်လို့မရတော့ဘူး အဲ့ဒါရဲ့အတိတ်အကြောင်းရက်ကနောက်တို့ရဲ့အကျိုးအမြတ်တော့ပါပဲเนาะနောက်တစ်ခုကပါလဲဆိုလို့ရှိရင်ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုเนาะဖြည့်ဆည်းတယ်ညတော့ဖြည့်လို့ဖြည့်ဆည်းလုပ်တဲ့လူတွေကိုเนาะအရေးယူတာเนาะအရေးယူတာ60နဲ့4ယောက်ထိเนาะဖန်စီထားပြီဆိုပြီးမှအဲ့ဒီပြည်ထရေးဝင်ကြီးထွတ်ထွတ်နောက်ကနေပြီးတော့เนาะထုတ်ပြန်လိုက်တယ်ဆိုတဲ့တည်င်ကိုဒီနေ့တွေ့ရတယ်နောက်တစ်ခုကဒီ PDF တွေတင်ပိုက်ထားတဲ့ဗမောက်เนาะဗမောက်မျိုးကเนาะစကားစတဲ့တင်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 မိုးပြေတို့နောင်ချိုတို့ဒီဘက်မှာကြောင်မေးတို့အဲ့လိုမျိုးတင်းနေတဲ့အချိန်မှာပဲ ော် PDF တွေကထပ်တော့တမျိုးသိမ့်လိုက်တယ်နော်တမျိုးသိမ့်လိုက်တယ်အဲ့ဒါကပမောက်ပမောက်မှာဆိုလို့ရှိရင်အတိအကတော့ shiny နော် shiny ဖြစ်သူစစ်လို့ရှိတယ်သူတို့ကပေါင်းပြီးတော့ဒီမှာအလားနဲ့ထုတ်စစ်ပြင်တော့ဆင်းတယ်နော်အဲ့ဒါကို PDF တွေကထိန်းချုပ်ထားတဲ့နေမျိုးတွေဖြစ်ဖြစ်ကုန်ပြီးတော့အခုပမောက်ကဆိုတော့အခုပမောက်နဲ့9မိုင်กว่าမှာပဲနော်သူတို့ process ဆင်းနေတယ်ဆိုတော့အဲ့ဒီမှာအကြီးကျယ်တိုက်ပွဲတွေဖြစ်နေတယ်နောက်တစ်ခုကဒီမကွေးတိုင်းမတရားမြို့နေနော် PDF အဲ့ဒီမှာဆိုလို့ရှိရင်တော့တကယ်တိုင်ရမှုကကိုယ့်ကိုအဆုံးစီရင်လိုက်တယ်။အဆုံးစီရင်လိုက်တယ်။သူမသိခင်မှာဘလို့မှချက်ထားလဲဆိုလို့ရှိရင်ယိုသားစွာတော်လန်ရေးကိုလုတ်ပါဆိုပြီးမှသူမှချလိုက်တယ်။ဆိုတော့အဲ့ဒီလူကဘာဖြစ်လို့နော်အဲ့လိုမျိုးကိုယ့်ကိုအဆုံးစီရင်လိုက်လဲဆိုလို့ရှိရင်သူကနှစ်ဆန်းကနေကနေပြီးတော့သူ့ကိုဖမ်းထားတာဖြစ်တယ်နော်ဖမ်းထားတာဖြစ်တယ်။အဲ့ဒါအမှုဒီမှုအောက်ကဖြစ်လိမ့်မယ်။ဆိုတော့ဘာဖြစ်လို့ဖမ်းထားလဲဆိုလို့ရှိရင်သူတို့အဖွဲ့တွေကိုခေါ်တယ်ခေါ်ပြီးမှအဲ့ဒီမှာအကုန်လုံးလက်နက်တွေကိုသူတို့ဖိနှိပ်လိုက်တယ်နော် ခေါ်ရတာကဘလို့လိမ်လို့ခေါ်လဲဆိုလို့ရှိရင်ဂိတ်မင်းတို့ဖွဲ့တယ်နဲ့ကျွန်တော်တို့ view hub ဖွဲ့မယ်ဆိုပြီးတော့သူတို့ခေါ်လိုက်တယ်နော်ခေါ်လိုက်ပြီးတော့အဲ့ဒီမှာရောက်တော့အဲ့ဒီအခုဒီတပ်ဖွဲ့တွေကိုနေပြီးတော့ကိုလန်နဲ့တွေတင်လိုက်တယ်နော်တင်လိုက်တယ်ဆိုတဲ့အခါကျတော့အဲ့ဒီ PR တွေကသူ့ရဲ့နော် stretch လို့ခေါ်တဲ့ဒီ PC မှုတွေတအားဟိုကဖြစ်တဲ့အခါကျတော့နော်အဲ့လိုမျိုးသူ့သူ suicide လုပ်သွားတယ်သူ့သူအဆုံးစီရင်လိုက်တာပေါ့နော်ဆိုတော့အဲ့လိုမျိုးဖေးဆုံးသွားတယ်ဆိုတဲ့ဟာတွေ့ရတယ်အဲ့ဒါက PDF တိုင်းရင်မှုယာယီတိုင်းရင်မှု ။နော်ရရင်တိုင်းရင်ဘုကနေပြီးတော့သူ့သူအဆုံးစင်လိုက်ရဆိုတဲ့တင်းကိုကျွန်တော်တို့တွေ့ရမယ်။ဒါကဒီနေ့ကတော့တနိုင်ပြေလုံးတနိုင်ငံလုံးနော်တတိုင်းပြေလုံးဒီမြန်မာနိုင်ငံတနိုင်ငံလုံးမှာဆိုလို့ရှိရင်တော့နော်တတိင်းကျုပ်နော်တတိင်းကျုပ်လာပြည့်မိထွန်ပွဲတွေကိုသူတို့လုပ်ကြတယ်။အဲ့ဒီတတိင်းကျုပ်ပွဲတွေကတော့ဒီရှုတကုံတို့ဆိုလို့ရှိရင်တော့တော်တော်ကိုစီကားတဲ့တပ်ပုံတွေဝေဝေးဆဆတက်နေတယ်။ဆိုတော့ဒီဖက်မှာစကိုင်းလုံးမူရွာတို့အဲ့ဒီနေရာမှာကြတော့ပြည်သူလူထုတွေကိုနော်မာလာကဒီစီမီနိုင်ထွန်းတဲ့နော်မိတွေလင်းနေပြီဆိုလို့ရှိရင်အဲ့ဒီနေရာတွေကိုလိုက်ပြီးတော့ အောင်ချဲနေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်လေ။ဒါကတော့နော်မင်းတို့နဲ့တည်တင်းချုပ်နဲ့မဆိုင်ဘူး။မမဆက်ဘူး။မင်းတို့ဒီလိုနော်ဒီလိုငင်းငင်းချက်ချက်ဒီတည်တင်းချုပ်ပွဲတော်ကိုလုပ်ဖို့အတွက်မင်းတို့ကမလိုလားလို့မင်းတို့အတိုက်ခံလောက်တော့မဟုတ်ဘူးလား။မင်းတို့နဲ့မဆိုင်တော့လေစသည်ဖြစ်ပေါ့နော်။သူတို့ကအဲ့လိုမျိုးအညိုးတင်ထားပြီးတော့အဲ့လိုမျိုးတည်တင်းချုပ်ပွဲမှာအခုမိထွန်းနေကြတဲ့တော်လည်းရဲ့အဖွဲ့တွေကိုနေပြီးတော့ ဟုတ်လိုက်ကျဲတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်တနင်္ဂနွေလုံးအနက်မှာပဲဟုတ်ကဲ့မှာကြောင်းမေးတို့ဖက်မှာလည်းတော်တော်ပုံချနေတယ် number 2တို့ပါတို့ဖက်မှာ DTL လေးထင်းချုပ်ထားတဲ့နေမျိုးတွေမှာဆိုလို့ရှိရင်တော့တော်တော်ကိုပုံချနေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကဒီမန္တလေးတိုင်းဒီတောင်တန်းနေမှာဆိုလို့ရှိရင်စက္ကစစစ်ကြောင့်ထိုးတယ်အဲ့ဒီမှာနော် PDF တွေက1 minute တိုက်ခိုက်တဲ့အခါကျတော့အဲ့ဒီမှာဘုတ်တို့ပါဝင်နော်ဆင်းရောက်မာလကီယာဖြစ်သွားတယ်ဆိုတဲ့ဟာကိုဒီနေ့တတိယမီဒီယာမှာ တွေ့ရတယ်ဆိုတော့ဒီနေ့အောက်တိုဘာလ6ရက်နေ့မှာတတိယမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဒီ